မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆီအာနာရှင်လက်အောက်တွင်မြန်မာကလေးငယ်များအနာဂတ်မရှိတော့ဟုတန်အမတ်ကြီးဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆီအာနာရှင်လက်အောက်တွင်မြန်မာကလေးငယ်များအတွက်အနာဂတ်မရှိကြောင်းကုလသမဂ္ဂရှင်ပြန်တွင်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ် အောက်တိုဘာ23ရက်ကလေးသူငယ်များဆိုင်ရာကုလသမဂ္ဂအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တရက်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောကြားခဲ့တယ်လို့စေအုပ်စုလက်ချက်ကြောင့်မြန်မာကလေးသူငယ်1200ကျော်တည်ဆုံခဲ့ပြီဖြစ်ကြောင်းနှင့်စေအုပ်စုပြင်ဆင်နေသည့်အထူးရောင်အလှိန်ညာရွေးကောက်ပွဲမှတိုင်ပြီးအယက်သားပြည်သူအပေါ်စစ်မှတ်ပြုခြင်းကိုအရှိန်အဟုန်မြင့်လောက်ဆောင်ထီကြောင်းလဲဆိုထားပါတယ်။မင်းအောင်လိုင်ကတရားမဝင်ရွေးကောက်ပွဲကိုတရုတ်စပွန်ဆာရပီးသားမှု ဘေကပါကိုမှဂယုမဆိုင်ဘူးဆိုတဲ့အပေါင်မျိုးနဲ့လူပါဝါနေတာရွေးကောက်ပွဲကတရားမဝင်ပေမဲ့ဘယ်သူကိုမှမျက်နှာချိုမသွေးနိုင်ဘူးရွေးကောက်ပွဲကိုအတိမတ်မပြုလဲဂယုမဆိုင်ဘူးတစီယာရှိတာဆက်သက်ရမှာပဲဆိုတဲ့အချိုးမျိုးနဲ့တရင်ကျလာပြညချောင်းဦးကစင်မီထွန်တပိတ်ကိုဘုံကျဲချသွားတာအားလုံးမျက်မြင်ပဲဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှယ်တအူကတရင်ဌာနကိုပြောပါတယ် မြန်မာကလေးသူငယ်များအတွက်ပညာရေးကဏ္ဍတွင်ကြီးလေးစွာဟန်တာခံရပြီးနေရက်ဆုံးခွာထွက်ပြေးတိမ်းရှောင်နေစဉ်ကျောင်းရွှေတဲများနှင့်ဘုံခိုခြင်းများ၌ကလေးသူငယ်များအကြောက်တရားဖြင့်ပညာသင်ယူနေရကြောင်းမြန်မာကလေးသူငယ်များ၏ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည်ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီးအများစုမှာစေအုပ်စု၏မစင်မကျင်ဘုံကျဲတိုက်ခိုက်မှုများကြောင့်စိတ်ဒဏ်ရာများရရှိထားပြီးဖြစ်ကြောင်းတမ်မတ်ကြီးကဆိုပါသည် မိမိတို့အနေနဲ့နိုင်ငံတကာအတိုက်ဝန်းထံမှာစူးစီးညှိညွတ်သောချင်းကပ်မှုပုံစံအပေါ်အခြေခံသည့်ပုံမအားကောင်းသောပုံမခိုင်မာသောနိုင်ငံရေးဆန္ဒနှင့်တိရောက်သည့်အရေးယူဆောင်ရွက်ချက်များကိုအရေးတကြီးလိုအပ်နေပြီးစေအုပ်စုကရက်ဆက်ကြမ်းကြုတ်မှုများထပ်မံလှုပ်ဆောင်ခြင်းကိုတားမြစ်နိုင်ရန်ပုံမအားထက်ပါဝင်ပေးစီလိုကြောင်းလည်းတမ်မတ်ကြီးကဆက်လက်ပြောဆိုပါရယ်ဆက်လက်ပြီးလက်ရည်ကံပြူဟာတိုက်ပွဲဆက်လက်ပြင်းထန်စစ်တပ်အရာရှိတွေပြူဟာကနေပစီရွာဘက်ဆုတ်ခွာသွားပြီးပြန်စစ်ကြောင်းထုတ်ဖို့ကြိုးစား တင်နန်းစင်းစစ်သားအစ်တွေတော်လန်ရေးတပ်ဖွဲ့တွေတန်းဇက်တိုက်အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေရီကံပြူဟာဟာခုကန်စစ်ကိုဦးဆောင်နေတဲ့အမှတ်၁၈စစ်စီရေးကိုခဲမှုဌာနချုပ်စာကခ၁၈ကအရာရှိပိုင်းတွေဟာအော်တိုဘာလ၉ရက်နေ့ကလေးကစုပ်ခွာသွားပြီးပြူဟာထဲမှာကြံနေခဲ့ရတဲ့စစ်သားတွေကဇက်လက်ခုကန်တိုက်ခိုက်သူတွေရှိတယ်လို့တင်နန်းစင်းစစ်သားအစ်တွေလက်နက်တွေထားပြီးအေအေနဲ့မဟာမိတ်တပ်တွေထံဇက်တိုက်အလင်းဝင်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ အရာရှိပိုင်းတွေကအောက်တိုဘာ9ရက်နေ့ကတည်းကစုတ်သွားတာအခုကပစီရွာဘက်မှာအခြေပြုနေတယ်အဲ့ဒီကနေစစ်ကြောင်းဖြန့်တိုးဖို့ကြိုးစားနေတယ်ဂျူဟာတဲမှာကြံနေခဲ့တဲ့ပါစစစ်မှုတန်းတင်တန်းစင်းတွေကတော့ခံတိုက်နေတဲ့သူတွေရှိသလိုလက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့သတင်းဌာနရဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်အမ်ဘရန်လန်ပိုင်အနီကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ဖြူဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ အဲ့ဒီအချိန်တုန်းကဒေသရင်စစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါကာကင်းစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကို AA ကမလာမသိမ်းယူခဲ့ပါတယ်စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်သေးဆုံးတာတွေတပ်မ69လက်အောက်ခံအမှတ်962နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်အပါဝင်အရာရှိတွေ AA ရဲ့ဖမ်းဆီးခံရတာတွေနဲ့ထွက်ပြေးတဲ့သူတွေများပါတယ်ဒါကြောင့်တမ69တမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ် တိဆုံးထံရရသူအဖမ်းခံရသူတော်လည်ရစ်တက်တွေထံအလင်းဝင်သူထွက်ပြေးသူများပြီးအထိနာခဲ့တဲ့တပ်မ69ကိုနောက်တန်းပြန်ပို့ခဲ့ပါတယ်။တပ်မ69နေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်စကခ18လက်အောက်ခံတရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်။စစ်ကောင်စီကနေရီကံပြူဟာအမ်ပရန်လန်အပါဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေတိုင်းဘကိုတိုင်းအေရဝတီတိုင်းကစစ်ရေးနယ်မြေတွေမှာတပ်မ69လက်အောက်ခံတရင်တွေအစားစကခ18လက်အောက်ခံတရင်တွေဖြစ်တဲ့ ခမရ984ခမရ969ခမရ985ခမရ989ခမရ920ခလာရ295တို့ကိုပို့ဆောင်ထားတာပါအဲ့ဒီတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူစင်မူတန်တင်တန်းစင်အများအပြားပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေဒိမ့်ပိုက်ထားတဲ့စက်ခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့စင်မူတန်တင်တန်းစင်တွေအင်အားကိုတုံးပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ချပါတယ် စက်တင်ဘာလဇန်ကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးစုခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံပြူဟာပတ်ဝန်းကျင်ကအထူးကစက်ခန်းတစ်ခုဖြစ်တဲ့ဂုံကြီးစက်ခန်းနဲ့ဖိုက်တာဂုံးကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဇန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေကချက်မှန်သိမ်းယူပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေကရဟတ်ရင်တွေနဲ့စုခွာသွားတာလို့စစ်ရေးတရင်ရင်းမျက်စိကနေသိရပါတယ်။ ပတ်စီရွာဟောင်းငပေးမြို့နယ်ထဲမှာရှိပြီးအဲ့ဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့မြေပြင်မှာရှိနေတဲ့သတင်းရှိမြက်ကပြောပါတယ်။နေရီကန်ပြူဟောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကအနီးကဝိုင်းပိတ်ထားပြီးအပီးသက်သိမ်းပိုက်နိုင်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးအေအေနဲ့မဟာမိတ်တပ်ဖက်မှလည်းအထိခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့ကတိုက်ပွဲတွေမှာရဲဘော်၂ဦးကြာဆုံးခဲ့တယ်လို့ အရှိုချင်းကောက်ွက်ရစ်တန်း ACDF ကအော်တိုဘာလာရှိရနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့ကရဲဘော်အချို့လည်းချဆုံခဲ့တာရှိပါတယ်။နယ်ရေကန်ပြူဟောက်ကိုအပြီးသက်သိမ်းပိုက်နိုင်ပြီဆိုရင်စစ်တပ်အနေနဲ့အမ်းမြို့ကိုဥတီလို့မရတော့သလိုကောက်ွက်ရစ်ပစ္စည်းဆက်ယုံတွေရှိတဲ့မကွေးတိုင်းအနောက်ခြမ်းကိုလည်းထော်လန်ရေးတပ်ဖွဲ့တွေကပုံမထိန်ချုံ PR ပြလာနိုင်မှာဖြစ်တယ်လို့စီရေးလေးလာသူတွေကပြောပါတယ်။ ဆက်လက်ပြီးမိုးကုံမြို့ပြန်ရာရေးစစ်အုပ်စုအပြင်ထံစစ်ကြောင်းထိုးနေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးမိုးကုတ်ကားလန်တပိတ်ချင်းမြို့နယ်တကဖော်တော်လန်းစုံမှာစစ်အုပ်စုနဲ့တော်လန်ရေးပူးပေါင်းတပ်တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်အုပ်စုဟောင်းမိုးကုံမြို့ကိုပြန်လည်ရရှိရေးအတွက်လေကြောင်း drone ပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့်တောင်တမရော TNLA ဖြူးလွမြောက်ရေးတမရော PLA နဲ့ PDF တပ်တွေကခန်းစစ်နဲ့ကာကွယ်နေရတာဖြစ်တယ်လို့လည်းဒေါ်လာရေးတပ်ဖွဲ့တွေနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါရယ်ဖော်တိုဘက်မှာတပ်ဖက်တဝက်စီရပြီးပြင်းနေတယ် PLA လည်းပါဝင်တိုက်ခိုက်နေတယ်လို့သိရတယ်ဝိုင်းတွဲနဲ့ရောဂျုံနဲ့ရောဘုံတွေကျင်းနေတယ်ဖော်တော်လန်းစုံမှတိုက်ပွဲပြင်းထန်နေတာကြောင့်မန္တလေးမိုးကုတ်ဂါလန်သွာလာခွင့်ကိုစစ်အုပ်စုဘက်ကပိတ်ထားတယ်လို့လည်းသိရပါဗျ။ဖော်တော်လန်းစုံဟာမိုးကုတ်မြို့နဲ့44မိုင်ခန့်ကွာဝေးပြီး မန္တလေးမိုးကုတ်လမ်းနဲ့မန္တလေးစင်ကူတပိတ်ချင်းထီးဆိုင်ဗမော်လမ်းပေါ်မှာတည်ရှိတာကြောင့်အချက်ချာကြတဲ့နေရာဖြစ်ပါတယ်။နောက်ထပ်စစ်ရေးတရင်ရေးမြစ်တအုပ်ကလည်းလောလောဆယ်တော့တော်လန်ရေးတပ်တွေကခဏမိုင်ကနေစုပ်ပြီးဒီဘက်မှာဆက်ကောက်ွယ်နေတယ်။ဘွားဖြူတောင်ဘက်ကိုရောက်လာတဲ့စစ်အုပ်စုရဲ့ထိုးစစ်ကိုဆက်ခုခံနေတဲ့ပုံစစ်တပ်ဘက်ကလေးချောင်းရောစစ်ချောင်းရောချနေတာဆိုတော့တိုက်ပွဲကတော့ပြင်းထန်နေတယ်။ PDF တွေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့တပိတ်ချင်းကိုဇူလိုင်လအတွင်းကရလဲတိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့စစ်အုပ်စုဟာ မန္တလေးမိုးကုတ်လမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်အပြည့်အထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။မိုးကုတ်မြို့ကို TNL နဲ့မဟာမိတ်တွေက2029စစ်စင်ရေဒုတိယပိုင်းမှာထိုးစစ်ဆင်ပြီးအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းပြီးခဲ့တဲ့2024ဇူလိုင်24ရက်မှာ TNL ကကြေညာခဲ့ပြီးလက်ရှိချိန်ထိ TNL ရဲ့အုပ်ချုပ်ရေးရန်တွေကလည်ပတ်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးနက်တလင်းတွင်ဒေသခံနှစ်ဦးပေါ်တာဆွဲခေါ်ဆောင်ခံရာတအူးလျင်သိန်း20ဖြင့်ပြန်ရွေးကြရဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘကူတိုင်းနတ်တလင်းမြို့နယ်မှာဒေသခံအမျိုးသား၃ယောက်ကိုစစ်ကောင်စီတပ်သားတွေကဖော်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့်ဖက်ဆန်ဖီပြီးပြန်ရွေးခဲ့ရတယ်လို့နတ်တလင်းပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့ထံကသိရပါတယ်။အော်တိုဘာ73ရက်မနေ့ညနေ3:00နာရီလောက်မှာစစ်ကော်မရှင်တပ်သားတွေကဆိုင်ကယ်15စီးနဲ့ဖလံပင်ရွာတဲကိုလက်နက်ငယ်တွေပြစ်ဖောက်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ရွာတဲကိုဝင်ရောက်လာချိန်ဖီလီယက်ခုံမှာရှိနေတဲ့ကိုအောင်မျိုးကျော်၊ကိုဝိုင်းမင်းထွန်း၊ကိုတက်ဝေအောင်တို့၃ယောက်ကိုဖမ်းဆီးထားပြီး ကိုတက်ဝေအောင်ကတော့ចောင်းသားဖြစ်တဲ့အတွက်ပြန်လွတ်ပေးလိုက်ခါတာမန်လလုတ်ရစာဖြစ်တဲ့ဂျန်နယောက်ကိုနက်တလင်းရဲစခန်းနဲ့ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ခေါ်ဆောင်သွားခံရတဲ့နှစ်ယောက်ကိုတယောက်သိန်း20စီနဲ့ပြန်ရွေးခဲ့ရတယ်လို့ဆိုပါတယ်။အဲရွာကပေါ်တာဝင်ဆွဲတာမျိုးမဖြစ်ဘူးတော့မရှောင်ကြဘူးလို့သိရပါတယ်။ဖမ်းပြီးတော့ရွာထဲမှာတနက်ပြစ်ဖောက်တာတွေလည်းလှုပ်တယ်။ចောင်းသားတယောက်ကိုတော့ရွာထဲမှာတင်ပြန်ညှိပြီးလှုပ်ပေးတယ်။ ကျန်နှစ်ယောက်ကိုတော့ပေါ်တာဆွဲသွားတယ်သူတို့နှစ်ယောက်ကိုတော့တစ်ယောက်ကိုသိန်း20ပေးရတယ်လို့နတ်တလင်းပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ဖလံပင်ရွာကအုပ်ချုပ်ရေးမှူးဟာရွာမမဏီရဲတံကြောင့်နတ်တလင်းမြို့ပေါ်မှာသွားရောက်နေထိုင်တာ9လလောက်ရှိပြီဖြစ်ပြီးဒေသခံတွေကိုစစ်မှုတန်းကြီးလိုက်ကောက်စီကသူ့စီလာဖို့ခိုင်းတာမျိုးလည်းရှိတယ်လို့သိရပါတယ်ရွာမမဏီလာလေး၅လလောက်ရှိပြီးမြို့ကနေရွာကိုစစ်မှုတန်းကျေစုပြီးသူစီလာပေးဖို့ခိုင်းစီတာရှိတယ်။ဒါပေမဲ့ဘယ်သူကမှစုမပေးရဘူးလေ သူကလည်းမလာရဲဘူးအဲ့ဒါကြောင့်လေစစ်တပ်ကတမင်ညစ်တာဖြစ်နိုင်တယ်ပြတော့အချက်ပါတာဝန်ရှိသူကပြောပါတယ်ဖလန်ပင်ရွာဟာစစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ဓမငေရွာနဲ့တမိုင်လောက်သာကွာဝေးပြီးအခုလိုဖော်တာဆွဲခံရတာပထမဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်